ကိုကုန်းစိတ်မညစ်ဘူးလားတဲ့ဒီလောက်ထိနော်ဟိုလောက်ခဲ့တာပေါ့အောက်ခြေမြေပြင်စစ်သားတွေကတော့အကုန်လုံးပါပေါ့တမမှုအစင်လောက်ထိကဟိုကျွန်တော်တို့အတူလက်တွဲပြီးလောက်ခဲ့တာရှိတယ်ပေါ့နော်ရှိတော့ကျွန်တော်စိတ်မညစ်ပါဘူးဗျာလို့ကျွန်တော်ကိုတိုက်ခိုက်တဲ့လူတွေကလည်းကျွန်တော်ညီအကိုတွေပဲလို့အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ အဖသားသောဘုံဟိန်ကိုထောင်းနှံဆံဖို့တမရော်ထောက်ခံသူတွေအားလုံးကဝိုင်းဝန်းတိုက်ခိုက်တာခံနေရတယ်လို့အဖသားသောဘုံဟိန်ကိုယ်တိုင်ဖွင့်ချလာတဲ့ရုပ်တံကိုတင်ဆက်ပေးသွားမှာမို့အဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါဦးခင်ဗျာကျွန်တော်တို့မြန်မာနိုင်ငံသားတွေပဲလို့သူတို့လည်းသူတို့မကြိုက်တာတွေမကြင်သက်တာတွေရှိလို့တိုက်ခိုက်တာနေမှာဘို့လို့တနေ့တိုင်းဒါတွေပြီးဆုံးသွားမှာပါလို့နော်ဒီမြန်မာနိုင်ငံကြီးမှာဖြစ်နေတဲ့စစ်ပွဲကြီးတောင်မှတနေ့တိုင်း ်ငင်းငင်းချမ်းချမ်းနဲ့နေကြရအောင်ပါလေကျွန်တော်ကတယောက်တည်းတိုက်ခိုက်ခံရတာအလုံးကြီးကိုကြီးကိုရဲ့လူမျိုးတွေပဲပေါ့ကျွန်တော်တိုက်ခိုက်တော့ကျွန်တော်ကဒီလိုပဲပြန်ဖြေလိုက်ပါလေကျွန်တော်ကစိတ်မနစ်ဘူးလို့အဲကျွန်တော်စိတ်လေးမခံရတဲ့ကိုကျွန်တော်အလုပ်ကျွန်တော်ဒီဇိုင်းမမလုပ်နေရရင်ကျွန်တော်ကပျော်တဲ့လူတွေမှာပါတယ်လို့အဲ့တော့သူတို့တိုက်ခိုက်နေတာတော့ကျွန်တော်သိပါတယ်လို့သူတို့ကျွန်တော်မကြိုက်တဲ့အကြောင်းအရာရှိမှာပေါ့လို့မကြိုက်တဲ့အကြောင်းအရာရှိတော့ဟိုတိုက်ခိုက်တာပဲလို့တိုက်ခိုက်တာသူတို့ကျွန်တော်အမြဲတမ်းဘယ်လိုတိုက်ခိုက်နိုင်မှာတော့လို့နော်တိုက်ခိုက်နိုင်မှာတော့ဆိုတော့အဲလူကြီးတချို့ကလည်းပြောတယ်ပေါ့ ဟိုကိုအလုပ်ကိုပဲလုပ်ပါပေါ့နော်ဒါလူကြီးတွေကလည်းမြင်နေတာပဲဒါကျွန်တော်ကဟိုဒီ TikTok အကောင့်ဆိုလဲ300ကျော်400ရှိတယ်ပြက်ခက်ပြက်ခံခဲ့ရတာပေါ့နော်ဒီတက်မတော်ဘက်ကနေမမမမရက်တည်ပြီးတော့ထောက်ခံပြီးတော့မှကျွန်တော်အဲ TikTok တွေမှာ TikTok စပေါ်လာတွေကကျွန်တော်က TikTok အကောင့်400ကျော်ပါရှိတယ်နောက်တစ်ခုက Facebook ပေါ့နော် Facebook ကိုကျွန်တော်ဘာလို့ရောက်လာလဲဆိုတော့ကျွန်တော် TikTok ကိုစိတ်မရှိတော့ကျွန်တော်ဒါခဏလေးစကားချီရပါပေါ့နော်ဟို Facebook မှာကျွန်တော် ကျွန်တော်ပြုံးလင်ဟိုပါပေါ့၃00 3000မှာကျွန်တော်ဗရမားလမ်းဆိုတက်ခွက်မုတ်ကတိုက်ခဲ့တာကျွန်တော်တိုက်ကျွန်တော်အဲ့ခစ်တုံးကတော့အဲ3800နဲ့ကျွန်တော်ရောင်းခဲ့တိုက်ပေါ့နော်ကျွန်တော်ဒါကြီးပြောတာဘာကြောင့်ပြောရလဲဆိုလိပ်ပက်လျောင်လို့အဲ့ကနေကျွန်တော်ပြုံးလင်ကိုတက်လာတာပြုံးလင်ကိုတက်လာတာပေါ့နော်တက်လာတာတက်လာတာဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တိုင်းပြည်နိုင်ငံဒီအခြေအနေဖြစ်တဲ့အချိန်မှာညော Facebook မှာတော့တချို့ကတော့ကျွန်တော်ပြောတယ်ဟို NLD တော်စုလက်ထက်မှာတော့ကျွန်တော်ပြောပြောင်းနေလေဆိုတော့ကျွန်တော်ရှိပါတယ်ကိုမင်းအကောင့်လေးပါနော်တော်စုကိုကျွန်တော်2010ကတည်းကစတင်လာခဲ့တာပါ နော်ဆန့်ကျင်လာခဲ့တာရှိတယ်ဆဲတာရှိတယ်ဒါပေမဲ့အဲ့မှာဦးစားမင်းဆိုရအဲတော့ဟာလေထောင်ကြပြီးတော့ကျွန်တော်တော့မကြောက်ဘူးနော်ကျွန်တော်ရှိပါတယ်အဲ့ Facebook မှာကိုမင်းဆိုကျွန်တော်အခု Facebook လုံးဝတက်လို့မရလို့ပါကျွန်တော် Facebook ကကျွန်တော်ယုံတဲ့အတန်လေးကိုဘန်းထားခဲ့တာနော်ဒီနေရာမှာနားလဲအောင်ပြောချင်တာကတချို့မသိချင်အောင်ဆောင်နေကြတာရှိတယ်အဲ့ဒါကဘာလို့လဲဆိုတော့အခုမြန်မာဟက်တော့ကိုအောင်မင်းကိုအောင်မင်းကအရင်တော့ကျွန်တော် Facebook အောက်မှာလာရောက်ဆွေးနွေးခဲ့ဘူးပါတယ်နော်ဒါဒါတက်တည်တက်ကြရရှိပါတယ်နော်အဲ့တော့ဒါလည်းဟိုကျွန်တော်လူကြီးတွေကလည်းပြောတာပေါ့နော် ကိုယ့်အကူပဲကိုသွားရမယ့်လမ်းကိုပဲကောင်းကောင်းမွန်မွန်သွားနော်မဖြစ်တာတော့လည်းပြဿနာရင်ဆိုင်ရတာပေါ့အဲ့တော့ကျွန်တော်ကစိတ်မညစ်ပါဘူးနော်ဒါတွေကကျွန်တော်တို့နိုင်ငံသားတွေကျွန်တော်တို့နိုင်ငံသားတွေတို့လည်းတို့တက်နိုင်တဲ့တဲ့င်းတို့တင်တယ်ကျွန်တော်တခုတော့ပြောချင်တာနော်ဒီကကျွန်တော်မှာကြီးစုနေတဲ့ညီကောင်မောင်တွေကျွန်တော်ဘယ်တဲ့င်းမီဒီယာကိုကျွန်တော်တိုက်ခိုက်ခဲ့တာရှိဘူးလို့လေအခုကျွန်တော်တိုက်ခိုက်နေတဲ့ညီအကိုတွေကိုကျွန်တော်တခါမှမတိုက်ခိုက်ဘူးနော်ကျွန်တော်ပြောနေတာစုံနေတာလေဒါ public area မှာပြောနေတာဖြစ်တဲ့အတွက်ကျွန်တော်ကတခါတလေအရန်ခံစားရလုံးလို့ ်ချစ်တဲ့စိတ်တစ်ခုနဲ့မှားကောင်းမှားလိမ့်မယ်အဲ့ဒီအမားတွေကိုမှားတာရှိတာပေါ့လူပဲလမ်းလျှောက်တာခလုတ်တိုက်မှာပေါ့အဲ့ဒီအမားတွေကိုနော်ပြုတ်ပြင်းရင်ထိန်းတော့ထိန်းပြုတ်ပြင်းထိန်းသိမ်းကြောင်းလန်ပေးရင်းနဲ့ပဲလူကြီးတွေကနှလုံးလားလားနဲ့ကျွန်တော်ရဲ့လုတ်ရက်အပေါ်မှာသူတို့ကြည့်တယ်ဇဘုံရင်ကအခုနော်သူအုံမဒီအုံမကားတို့အဲ့ကိုအရင်တော့လေချင်းကိုရတို့အရှင်ညောင်ပင်တို့အိုက်ဘက်တွေကြောင်မဲလေးတန်ဖိုးတို့ဒီတိုက်ပွဲတွေစပြီးတော့ပြင်းပြင်းထန်ထန်ဖြစ်တဲ့အချိန်မှာနော်အခုအချိန်ဒီအထိဇဘုံရင်ရှေ့တန်းအတွက်တက်မတော့ စစ်မြေပြင်ဟာတမတော်သားကနေအစင်တတ်မှမလို့အစင်တီကိုသူဘာတွေလက်တွဲပြီးလှုပ်ဆောင်နေလဲဆိုတာတိုင်းမူကြီးတိတိပါလိမ့်မယ်ပြီးရတော့သူတို့ကဩသူစစ်စစ်စရင်ကတော့စရင်ခံကောင်းပြီးတော့သူကပေါ့နော်သူမခံနိုင်လို့လို့ပေါ့နော်ကိုဘက်ကနေဒီလိုဖြစ်ရတာကိုမခံနိုင်လို့လို့သူပောက်ကွဲပြီးတစ်ချက်တစ်ချက်တော့သူပြောမိမှာပဲဆိုတဲ့စိတ်နဲ့နှလုံးလှတာနေပဲကျွန်တော်ကိုကြည့်ထားတာပါနော်ကျွန်တော်လာဘက JOC ထဲမှာလည်းရောက်ပြီးပါပြီ။နော်ရောက်ခဲ့ပြီးပါပြီ။ရောက်ခဲ့ပြီးတာကတခြားမှမဟုတ်ဘူး။နော်ဆန်ငလင်းလုံးတော့ဆန်၃ပြည့် ANC သွားလို့မလို့သွားရင်လည်း ။ရောက်ခဲ့ရင်လည်းအဲ့လိုမျိုးစကားပြောခဲ့ဘူးပါဘီပေါ့နော်။ဘူချုပ်ပဲထားပါ။ဘူချုပ်အစင်းနဲ့ကျွန်တော်စကားပြောခဲ့ပြီးပါပြီ။ကျွန်တော်အခုဒီ line ပေါ်မှာတင်နေတဲ့ဥစ္စာတွေကဟိုးအရင်တော့ဟာပြီးပေါ့နော်။ဟိုးအရင်တော့ဟာပြီးအဲ့အရာတွေကလူကြီးတွေကတီးပြီးသားလည်းဖြစ်တယ်။တီးပြီးသားလည်းဖြစ်တဲ့အတွက်ပေါ့နော်။ဟိုတို့တို့လည်းကျွန်တော်ကိုခေါ်ယူပြစ်ပြီးပြီပေါ့နော်။တို့တို့လည်းပြောပြပြီးပြီ။ဒီအပွင့်ခက်တွေကတို့အလကားရလာမှာမဟုတ်ဘူး။ဟုတ်ပါလေကျွန်တော်ကဟိုလိုမျိုးကြီးပြောတာမဟုတ်ဘူး။ကျွန်တော်ရဲ့အနေအထားကလည်းကျွန်တော်ကအရန်တမတော်ချစ်လွန်းတဲ့စိတ်အကောင်းမြင်ရင်လွန်းတဲ့စိတ်နဲ့ကျွန်တော်ပြောမိလိုက်တာကျွန်တော်တလောက်ပါပဲအဲ့လိုပြောတဲ့ချိန်မှာပဲ ကျွန်တော်အဲ JOC ကြီးကနေကျွန်တော်ပြန်ထွက်လာတာပါနော်အဲ့ဒါလိန်လို့မရဘူးအဲ့ဒါလူတိုင်းသိတယ်အဲ့တော့ကျွန်တော်ကျွန်တော်ကကျွန်တော်တိုက်ခိုက်တဲ့ညီအကိုတွေကသူတို့ကျွန်တော်မှမကြိုက်တဲ့အချက်လက်တွေရှိလိမ့်မယ်ရှိလိမ့်မယ်ရှိနေတဲ့အတွက်လေသူတို့အခုဆိုရင်အုံနေချင်းနေပေါ့နော်အားလုံးပါလာတာပေါ့ကျွန်တော်ကတော့တယောက်သေးပေါ့နော်ဒါပေမဲ့ကျွန်တော်စိတ်မစင်းရပါဘူးစိတ်လည်းမညစ်ပါဘူးဘာမှလည်းမခံစားရပါဘူးဘာဖြစ်လို့လဲဆိုတော့တနိုင်ငံလုံးပြားဒီလောက်အိုးအိုးတောင်းနေဖြစ်နေတာတော့မှဒါတွေကိုသွားခံစားမယ်ဆိုရင်ကျွန်တော်တို့ကနိုင်ငံနဲ့လူမျိုးနဲ့ကိုတက်မလို့အဖွဲ့အစည်းကိုချစ်တာလေ ဒီလောက်တေးသေးမွားမွားကိုတွားပြီးတော့စိတ်ခံစားမယ်ဒါတွေကိုပြန်ပြီးတော့မှကျွန်တော်တုံ့ပြန်နေမယ်ဆိုရင်ကျွန်တော်လုပ်ရတဲ့အလုပ်တွေနှောင့်နေလိမ့်မယ်နော်ကျွန်တော်ကမြေပြင်မှာတယောက်တည်းပဲနေတယ်လူတယောက်တည်းပဲသွားတယ်တယောက်တည်းပဲလာတယ်တယောက်တည်းပဲလှုပ်ရှားတာများတယ်နော်ဘယ်သူမှလည်းအဖို့မခေါ်ဘူးကျွန်တော်ဘယ်သူမှလည်းလူယုံထားလိထားလာမရှိပါဘူးနော်အဲ့တော့ကျွန်တော်မနေ့ကလည်းဟိုကျွန်တော်ကိုရေးတာတော့တခုတော့ကျွန်တော်ကပြောချင်တာပေါ့တခုပြောချင်တယ်ဆိုတာဟိုကျွန်တော်ကတက်မတော်နဲ့အောက်ခြေနဲ့အထက်နဲ့ပေါ့နော်ဟို တက်ရှူသွေးခွဲနေတဲ့လူလို့ပေါ့เนาะအဲ့လိုလဲလာပြီးတော့ပို့ကြတယ်အဲ့တော့ကျွန်တော်တခုပြောချင်တာအခုကျွန်တော်တို့တက်မတော်ကြီးอ่ะအဲ့လိုအញ្ញံသားတက်မတော်ကြီးလားအောက်ချိန်နဲ့အောက်ချိန်နဲ့အထက်နဲ့ကြားမှာကျွန်တော်ကဝင်ပြီးတက်ရှူသွေးခွဲလို့ရတဲ့အဆင့်လားအနေထားလားညီမတက်မတော်ကအဲ့လိုညံ့အဲ့တော့အဲ့လိုရေးတာတွေကကြတော့ခနေနေပေါ့เนาะကျွန်တော်တိုက်ခိုက်တာပဲဖြစ်ဖြစ်ကျွန်တော်ဘယ်လိုပဲဆုံးမကျင်တာပဲဖြစ်ဖြစ်အဲ့လိုတွေရေးတာကြတော့ ဟိုနည်းနည်းအပေါ်ကြီးနေတဲ့လူကြီးတွေကလည်းအာဒါကတိုက်ခတ်တဲ့စကလုံးနေဇော်ဘုံရင်တယောက်လှုပ်လိုက်တာနဲ့တက်မတော်တက်ချူသွေးခွေးတွေအထက်အောက်အဲ့လိုတွေဖြစ်မယ်ဆိုတော့ဘလို့ဖြစ်နိုင်မှာစစ်သားဘလို့ဖြစ်နိုင်စစ်သားဟာတစ္ဆာလေးချက်ဆိုပြီးတော့မှတိုင်းပြည်တို့အသက်ပေးနေတဲ့စစ်သားအဲ့လောက်စိတ်သက်မပြောဘူးအဲ့မှာ ကျွန်တော်တို့ဒီခြေထဲမှာတချို့စစ်သားတွေလည်းရှိတယ်ဟိုကျွန်တော်ပြည်ဦးနယ်မှာလည်းကျွန်တော်တို့အဲ့လိုနေနေထိုင်နေတယ်ပေါ့နော်ကျွန်တော်ဒီနေ့အပြင်ထွက်သွားကျွန်တော်ကော်ဖီသွားတောက်တယ်ဟိုကလောကအရာရှိတယောက်ကကိုကြီးနဲ့တွေ့ကျင်လို့ဆိုပြီးတော့လာလို့သွားတောက်တော့သူတို့အဲ့အာကြီးပြောတော့သူတို့ကလည်းအကိုကြီးရဲ့အကိုကြီးမြင်တဲ့အခြေအနေကိုသူတို့မသိလို့ပါတဲ့အေးငါလည်းဆက်ချက်တော့မထားပါဘူးလို့ဒါပေမဲ့ဒီတက်မလို့အထက်အောက်ကိုတက်ဆိုတွေးခွဲလို့ရလောက်တယ်အရေးကြီးကျွန်တော်မှဘယ်လိုရှိမှာတနင်္ဂနွေလုံးတိုင်းတာနဲ့လက်နက်ကင်တောင်းချတူတပုံလေး PDF ဒီနော် ်ပီဒီအက်တွေတိုင်းသားလက်နက်ကင်ကောင်းချမ်းသူစစ်မျက်နှာပြင်ပွင့်နေတာတော့မှတက်မလို့ကမပြိုကွဲသွားဘူးเนาะမပြိုကွဲသွားဘူးအဲ့တော့ကျတော့အဲ့ဒီအရေးအသားကလူကြီးတယောက်ကဖတ်မိလိုက်တော့လူကြီးတယောက်ကဒါကညီလေးတဲ့မင်းကိုတို့မှမချင်းတဲ့ချက်လေးတွေရှိလို့တိုက်ခိုက်တာပါတဲ့ဟာကျွန်တော်ကဘာမှဖြစ်ပါဘူးလို့ကျွန်တော်ကဟိုဟာအဲ့မှာကျွန်တော်ဒီဘက်မှာသွားတော့နောက်တစ်ခုကကျွန်တော်မနေ့ကရေနီကိတ်ပေါ့နော်ရေနီကိတ်ကလေးဟုတ်ပြီကျွန်တော်ရေနီကိတ်ကိုပြောတာပေါ့နော်တရားခိုင်လုံးမှန်ခြင်းမှမှန်နေပြီဟုတ်လားဒါပေမဲ့ကျွန်တော်တို့တိုင်းပြည်ကိုပေါ့နော် မကောင်းတာတွေကိုပြင်ပြီးတော့မှကောင်းတာတွေကိုတင်ယူပြီးတော့မှကျွန်တော်တို့တိုင်းပြည်ရှေ့ကိုခြေပြီးတော့ဒီနိုင်ငံတက်မလို့အကြီးအကဲခေါင်းဆောင်နော်နောက်ဆက်ကဝန်ကြီးချုပ်ဗိုလ်ချုပ်မှုကြီးဦးမေအောင်လိုင်းအောက်အဘဒူးချုပ်ကြီးဦးစိုးဝင်းတို့ရဲ့အောက်မှာနော်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေလက်တွဲညီညီနဲ့နော်တက်မလို့သားတွေအေးချမ်းဆောင်နေထိုင်နေတဲ့ပြည်သူလူထုတွေနဲ့လက်တွဲညီညီနဲ့ကျွန်တော်တို့သွားရမယ့်အချိန်ပါခင်ဗျာနော်ဒါဖြစ်လို့လဲဆိုတော့နေရာတိုင်းမှာဗကတိ perfect ဖြစ်နေတယ်ဆိုတာမရှိပါဘူးကျွန်တော်ကအပြူတဘိုးနဲ့နော်ဒီကားသမားတွေ နော်ကျွန်တော်တို့တက်မတော်သားတွေကိုပြောတာကျွန်တော်မခံနိုင်လို့နော်ကျွန်တော်ပြောပြီးပြီကျွန်တော် Facebook လောကတွေကစစ်ခွဲလို့ကျွန်တော်တို့ခေါ်ခံရလို့ကျွန်တော်ဒီလောကတွေကိုရောက်ရှိလာတာနော်အဲ့တော့ကြတော့ကျွန်တော်တက်မတော်သားတွေကကာသမားရဒီလိုပြောတော့ကျွန်တော်လည်းမခံနိုင်လို့ဒါပေမဲ့ကျွန်တော်ပြောတယ်ရင်းကြီးကိတ်ကိုကိုယ်တိုင်သွားပြီးသွားပြီးတော့မဟုတ်တော့စစ်လာဖို့ဖိတ်ခေါ်ပါတယ်တဲ့ရင်းကြီးကိတ်ကအရာရှိတွေပြောတယ်မပြောလို့ကျွန်တော်တော့မသိဘူးပေါ့အဲ့ဒီရေးတဲ့အချိန်မှာရင်းကြီးကိတ်ကိုကိုယ်တိုင်သွားပြီးစစ်ရမှာအစိုးရရဲ့တာဝန် တက်မလို့အကြီးကဲတွေတာဝန်ဖြစ်တယ်ကျွန်တော်တာဝန်မဟုတ်ဘူးကျွန်တော်တာဝန်ကအစိုးရတဲ့ကိုအစိုးရရဲ့နိုင်ကိုနော်အောက်ချိန်မှာဖြစ်ပြနေတဲ့အရာတွေကိုနော်ပြောပြရမှာကိုယ့်ရဲ့အဖွဲ့အစည်းကိုပြည်သူလူထုယုံကြည်လာအောင်ပြည်သူလူထုတချို့နေရာတွေမှာယုံကြည်မဲ့မဲ့နေတာတွေကိုလက်ရှိနားထောင်ကအစိုးရကြီးတဖွဲ့ယုံလုံးရဲ့နားတွေကိုရောက်အောင်ပြောပြရမှာကကျွန်တော်ရဲ့တာဝန်နော်အဲ့တော့ကျွန်တော်ကဒီလောက်ကိုဘယ်သူမှလာတာပြီးလို့လောက်တာမဟုတ်ဘူးနော် ဒါသာဘယ်လိုလုပ်တာမဟုတ်တဲ့အတွက်ဟိုနိုင်ငံသူနိုင်ငံသားတွေမှာကျွန်တော်ဒီထားပါစစ်သားသားသမီးပြကျွန်တော်ကအဲ့လိုပြောလိုက်ရင်လေစစ်သားသားသမီးတွေလည်းအများကြီးရှိတာဟုတ်လားကျွန်တော်လိုဝိုင်းဝန်းလုပ်စေချင်တာဟာကိုတော်ဘုန်းကြီးအတူတူဝိုင်းဝန်းမလုပ်အောင်ကျွန်တော်တို့ဒီလိုမျိုးတက်မလို့ဒီလိုမျိုးဟာအဖက်ဖက်ကဝိုင်းဝန်းထိုးနေတိုက်ခိုက်နေတဲ့အချိန်မှာနော်အဲ့လိုမျိုးဖြစ်ရမှာဗျအဲ့လိုဆိုတော့ကျွန်တော်ကဒီအလုပ်တွေကိုအခကျင်းဝင်ယူပြီးလုပ်တာမဟုတ်ဘူး ော်အခါချင်းလို့ယူပြီးမလုပ်ပဲနဲ့ကျွန်တော်မှလည်းသားလေးနဲ့သမီးလေးနဲ့နှစ်ယောက်ရှိတယ်နော်မိမနဲ့တော့ကွဲမလို့ဖြစ်ပြီးတော့ဒီအလုပ်ကိုလှုပ်လာတာဒါပေမဲ့အဲ့လိုမျိုးပေါ့နော်ကျွန်တော်ကဟိုတက်ချူသွေးခွဲတယ်လို့ပြောဆိုရင်တက်မတော်ကအဲ့လောက်ညံ့နေတက်မတော်မှာမဟုတ်လားတက်မတော်သားတွေကအဲ့လောက်စိတ်တက်ညံ့နေတက်မတော်သားတွေမှာမဟုတ်လားနော်အဲ့တော့အဲ့ဒီအေးသားလေးတွေကတော့လူကြီးတွေကတို့လည်းဖက်ပါတယ်ဖက်တော့ကိုယ့်ဘာကိုပဲဦးအေးစေကျွန်တော်ကတော့အေးစေပါပဲလို့ဘာမှမဖြစ်ဘူးနော်အဲ့တော့ကျွန်တော်လည်းဝိုင်းလောက်ကြပါနော်အပြင်ထွက်ပြီးတော့တက်မတော်ကိုနဲ့အတူတူလက်တွဲပြီးတော့လုံးမဲ့လို့ရှိရင်လည်းအချိန်မီးဖိတ်ခေါ်ပါတယ်နော်နောက်တစ်ခုကကျွန်တော် ကျွန်တော်ကျေးဇူးတင်တယ်ကျွန်တော်တိုက်ခိုက်တဲ့လူတွေကိုဘာလို့ကျေးဇူးတင်လဲဆိုတော့ကျွန်တော်ဆေးသမားတို့အရက်သမားတို့အခုကျွန်တော်အရက်လေးပြတ်သွားပြီဆေးဆိုတာလည်းမူးစေးပါဆိုတာလည်းမရှိဘူးဆက်လိုက်လည်းမတော့ဘူးကွန်လည်းမစားဘူးဒီမှာကြည့်သွားအောင်ဘိုးချုပ်ဟောင်းများနဲ့မိသားစုဝင်များလှုပ်ကြံခံရမည်ဆိုရင်၍နေရာပြောင်းလှုပ်ဝက်နေထိုင်ကြသည့်အပြင်တက်တော်ဆောင်ဖွဲ့များငှားရမ်းခြင်းနှင့်ခွင့်ပြုချက်တောင်းလက်နက်ကင်ဆောင်မှုများလှုပ်ဆောင်နေပြည်တွင်းတွင်တော်လှန်ရေးတပ်များ၏လှုပ်ကြံပစ်ခတ်တပ်ဖြတ်ခံရမည်ဆိုရင်၍ဘိုးချုပ်ဟောင်းများနဲ့မိသားစုဝင်များမှာနေရာပြောင်းခြင်း လှုပ်ဝက်နေထိုင်ကြခြင်းအပြင်တပ်တော်ဆောင်အဖွဲ့များငှားယမ်းခြင်းနှင့်စစ်တပ်ထံမှခွင့်ပြုချက်တောင်းခံ၍လက်နက်ကင်ဆောင်ခြင်းများလှုပ်ဆောင်လာကြကြောင်းနေပြည်တော်စစ်ဖက်တရင်ရင်မြစ်ကပြောဆိုသည့်2021ခုနှစ်နိုဝင်ဘာလတွင်မိုင်တော်ဆက်သွယ်ရေးကုမ္ပဏီမှဗန္ဒာရေးအရာရှိချုပ်ဒုတိယဗိုလ်မှူးကြီးဟောင်းတိန်အောင် 2022ခုနှစ်စက်တင်ဘာလတွင်ဗိုလ်မှူးချုပ်အုံးတွင်နှင့်တာမတ်စစ်အရာရှိဗိုလ်ကြီးတို့ကိုလုံခြံပြစ်ခတ်တဲ့မှုများဖြစ်ပွားပြီးနောက်ဗိုလ်ချုပ်ဟောင်းများနှင့်မိသားစုဝင်များမှနေပြည်တော်သို့ပြောင်းရွှေ့ခဲ့ကြကြောင်းတို့ရာတွင်နှစ်နှစ်ကျော်အကြာတွင်လုံခြုံရေးပြန်လည်တည်ငြိမ်လာပြီးဟုယူဆကားဗိုလ်မှူးချုပ်ဟောင်းများမှနေပြည်တော်မှရန်ကုန်သို့ပြန်လည်ပြောင်းရွှေ့လာကြောင်း 2025ခုနှစ်မေလ22ရက်နေ့နနက်ပိုင်းရန်ကုန်တိုင်းမယန်းကုန်းမြို့နယ်တွင်အငင်းစားဗိုလ်မှူးချုပ်ချိုထွန်းအောင်လှုပ်ကြံခံရပြီးနောက်ရန်ကုန်တွင်ပြန်လည်နေထိုင်ကြသောဗိုလ်ချုပ်ဟောင်းများနှင့်မိသားစုဝင်များမှနေပြည်တော်သို့ပြန်လည်ပြောင်းရွှေ့လာကြကြောင်းသိရှိရသည်တော်တော်များများကတော့အိမ်မှာအရင်တက်မှနေခဲ့တုန်းကလက်အောက်ငယ်သားအဟောင်းတွေကိုအိမ်တွေမှာခေါ်ထားတယ်တက်တော်ဆောင်ပုံစံခေါ်ထားတာအခုနောက်ဆုံးကတော့တက်မတော်စီမှာခွင့်ပြုချက်တင်ပြီးလက်လက်ခဲရန်ကင်ဆောင်ကြတာဘူးလက်လက်ဆွေဆိုရင်သူ့အတွက်တင်မဟုတ်ဘူး သူ့အိမ်မှာနေတဲ့လုံခြုံရေးပါလက်နက်တက်ထားတာဟု နေပြီးတော့စစ်ဖက်တရင်ရင်မြစ်ကဆိုသည်ရခင်တမရသိန်းစိန်လက်ထက်တမရရုံဝင်ကြီးလုတ်ခဲ့တော့စိုးသိန်းနဲ့တာအေးချန်းတို့မှလည်းရန်ကုန်သို့မလာကြတော့ပဲနေပြီးတော့ရင်သာအိမ်များပြောင်း၍လှုပ်ဝက်နေထိုင်ကြကြောင်း ဆိုသိန်းဤတာအေချမ်းသည်စစ်ကောင်စီလက်အောက်ခံမြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတွင်အတွင်ရေးမှုဖြစ်တာဝန်ထမ်းဆောင်တော်လဲလုံခြုံရေးစိုးရိမ်၍အစည်းအဝေးနှင့်ရုံးသို့လာရောက်ခြင်းမရှိတော့ကြောင်းသိရှိရသည့်ဦးဆိုသိန်းရဲ့တာဖြစ်သူကရန်ကုန်မှပြည်သူတွေကိုသူ့အဖေနဲ့သူ့ကိုနာမည်ဖျက်လို့ဆိုပြီးဆက်သွယ်ရေးဥပဒေလျှော်ကြေးသိမ်းထောင်ချီလိုခြင်းလို့တရားလိုအဖြစ်တရားစွဲထားတဲ့အမှုတွေများပြီးပဲအဲ့ဒါကိုအမှုယုံကျေးတွေလည်းမလာတော့ဘူး သူ့ကိုလှုပ်ချက်မှကြောက်လို့မီဒီယာကောင်စီမှာအတွင်းရေးမှုလုပ်နေတာလည်းမလာတော့ဘူးလို့သိရတယ်ဟုစိုးသိမ်းသားဖြစ်သူအေဂျင့်ဤတရားဆွဲဆိုမှုကိုရင်ဆိုင်နေရတော့တံပဲရမ်းမှပြည်သူတဦးကရန်ကုန်ခေတ်သစ်တည်င်းဌာနထံသို့ပြောဆိုသည်ဗိုလ်ချုပ်ဟောင်းများနှင့်ဖွဲ့စည်းထားသောကြံ့ဖို့ပါတီအတွင်းတွင်လည်းပါတီထိပ်ပိုင်းခေါင်းဆောင်များတွာလာရာတွင်တက်ဆိုင်ရာစစ်တပ်နှင့်ရဲကိုအကြောင်းကြား၍လုံခြုံရေးရယူပြီးမှတွာလာကြရန်ပါတီတွင်ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်းသိရှိရသည်။ဒီမှာကြည့်တော့ ်ဘာမှမလုပ်တော့ကျွန်တော်အခုလူကောင်းဖြစ်သွားတယ်ကျွန်တော်အဲကျွန်တော်အဲ့လိုမျိုးပေါ့နော်ဟိုကဖြစ်ပေးတဲ့ဒီကနေပြုပြင်ချင်းချောင်းပေးတဲ့အာတင်မောင်တင်တခိုးလို့ခြေသမားတို့အဲ့လိုမျိုးပြောတဲ့လူအရက်သမားတို့အခုကျွန်တော်အားလုံးအလုံးစုံကျွန်တော်ဇင်းလုံးချိုးသွားပြီအဲ့တော့အခုလို့အမတို့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဒီနေရာနေတော့ဟုတ်ပြီလားအဲ့တော့ကျွန်တော်ကကျွန်တော်အဲ့တော့အခုကျွန်တော်စပြောမယ်စပြောမယ်ဆိုတော့တော့မောင်အေးချမ်းပေါ့နော်တောင်ကြီးတောင်ကြီးပေါ့နော်နှလုံးသားဖြင့်တွေးကြည့်ပါတဲ့ရှင်ဘရင်များတော်ကားသည့်ပျော်ပါးခြင်းကခဏတာသည်တာယာအေးချမ်း တောမြိုင်တန်းနဲ့စိန်ဆန်းရှုံမြောင်ထိုတောတောင်ရှိတောကောင်ငယ်တွေထိတ်လန့်စီကြီးတည်ရင်ရှင်ကြီးအသက်ဘေးကြောင့်ပြီးလွမ်းနေမှာမြင်မိပါတော့ပျော်ရာအတွက်တောပြစ်ထွက်သူအသက်ရံဘေးကြောင်းယုံပြေးသူမတူ क्वे ပြားချင်းနေများကိုခံစားနားလေတက်ဖို့ရနှလုံးသားဖြင့်တွေးကြည့်ပါတဲ့မောင်ရည်တန်းတောင်ကြီး31ရက်နေ့9လ2025 7နှစ်ခွဲအချိန်မှာရေးဆက်ထားတဲ့ခပြဖြစ်ပါတယ်ဒီတောင်ကြီးမောင်ရည်တန်းကလည်းတာမန်လို့မဟုတ်ပါဘူးနော်အဲ့ဒါလူကြီးတွေသိပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်နောက်တစ်ခုပြောချင်တာက ကိုကုန်းရဲတဲ့ကံကြီးမြောက်ဘက်ကားတဲ့တရက်ကုန်းရွာကလည်းတဲ့အကျမ်းဖတ်အားပေးရွာပဲတဲ့အဲ့ဒီတရက်ကုန်းရွာမှာရွာထဲမှာအကျမ်းဖတ်တွေဆေးကန်းဖွင့်ထားတယ်တဲ့ဆေးမူးငိတ်ဆေးမူးငိတ်ဦးအေးသိန်းကအဲ့ရွာမှာနေပြီးကံကြီးမှာဆေးဆိုင်နဲ့ဆေးကန်းဖွင့်ထားတာပါတဲ့ကံကြီးရွာနဲ့အနောက်ဘက်ကလက်ပံကုန်းရွာဟာလည်းအကျမ်းဖတ်အားပေးရွာပါပဲတဲ့ဒါတွေကိုဘာလို့ဖတ်ပြလဲဆိုတော့မကြာခင်ချင်းကြီးမကြာမီအချိန်မှာတက်မတော်ကနောင်ချိုထိုးစစ်ဆင်တော့မယ့်အချိန်ရောက်ရင်ဒီလူတွေဒီတက်မတော်သားတွေနော်စစ်ပေးကြောင်တဲ့ပြည်သူလူထုတွေနော် တတိထားရမယ့်လူတွေဖြစ်တယ်အဲ့တော့ကျွန်တော်အဲ့လိုပြောလိုက်တော့ဒီကမာရေးလာလဲဆိုတော့ကိုဘုံရေးတဲ့မနေ့ကလို့တနေ့ကလို့ခုလို့ပေါ်လိုက်တော့တဲ့ရွာမှာကြံနေသေးတဲ့တကြီးဝင်ဦးတွေနဲ့ပြည်သူစီအနေနဲ့တချို့ဘေးလွတ်ရာကိုရှောင်တင်းခွင့်ရသွားတယ်ရသွားတာပေါ့လေတဲ့ကျေးဇူးတင်ပါတယ်တဲ့ကံကြီးနဲ့လက်ပံကုန်းကိုတက်မလို့သားတွေစိုးမိုးဝင်ရောက်ပြီဆိုရင်ကိုစိတ်ချမ်းသာပါပြီတဲ့တကယ်အကျမ်းပတ်အားပေးတွေအနေနဲ့ဘယ်ပြေးပြေးဘယ်ရောက်ရောက်စိတ်မဝင်စားပါဘူးဗျာတဲ့ရွာအေးချမ်းသွားရင်ကိုကျင်းနေပါပြီတဲ့ကံကြီးနဲ့နောင်ချိုရှင်းမှိုင်မဲဝေးပါတော့တယ်တဲ့ တရကုန်းသတိထားပါတဲ့ရွာနောက်ဘက်နဲ့အရှိတ်ဘက်ဟာရန်သူအတွက် အကာအကွယ်အနေနဲ့တောင်ကုန်းတွေမှာနေရာယူဖို့အကောင်းဆုံးအကာအကွယ်ဖြစ်ပြီးတရကုန်းကအောက်ကြပြီးညီကန်းလိုဖြစ်နေပါတယ်။ညာတော်အပြင်နောက်ဘက်ကတောင်ပြည်စီကိုလုံဝဲလုံဆန်ကြောက်တောင်ဘက်ကအောင်းကျန်းသူတွေဝိုင်းပက်လာနိုင်တဲ့ဖြတ်လန်းတွေရှိနေပါတယ်တဲ့။ဒါတွေဘာလို့ပြောရလဲဆိုကိုတက်မလို့စစ်တောင်းထိုးတဲ့အချင်းနော်သိရှိအောင်လို့နော်အောက်ကလည်းပြောထားပြီးနော်ဝိုင်းပလာလိုက်နေဖြစ်တဲ့လမ်းတွေရှိနေတယ်တဲ့ဒီတော့တရကုန်းရွာကိုတဲ့တက်ကလက်ဦးမှုရဖို့လက်ပံကုန်းရွာအနောက်က မြောက်ကိုဖက်တဲ့လမ်းရှိတယ်။နောက်ထုံမုတ်ကလေးထိလမ်းပေါက်တယ်တဲ့။ကံကြီးချဲ့ပဲဆိုရင်နဲ့ပိန်နေပုံးရွာပန်းတော်ရွာကနေတရကုန်းကိုအနည်းဆုံးရွာလမ်းတွေရှိတယ်တဲ့။အဲ့ဒီရွာလမ်းတွေကနေနောက်ထုံကုန်းကတိသွားလို့ရနေပါတယ်တဲ့။နောက်ထုံနဲ့နမိုင်ကအကွာကကိုကံတရုတ်ရွာရှေပြည်ညွတ်ရွာဟာအထူးသတိထားရမယ့်ရွာဖြစ်ပါလေတဲ့။ကံကြီးနဲ့ဆိုခုနမိုင်လောက်တော့ဝေးပါသေးတယ်တဲ့။တောင်နောက်ကားလမ်းမကြီးရဲ့အရှိဘချမ်းသာရွာပါတဲ့။ကုန်းတွင်းနဲ့နောက်ထုံကြားမှာဒီပုံစံကြမယ်နောက်ထုံအသိန်းခံရတော့ကတိုက်ပွဲတွေဖြစ်တော့ ။ကြောင်မဲသားကဂုတ်တင်းကိုဖျက်ပြီးရွှေပြည်ညွန့်တရုတ်ကိုကန့်ရွာကနေ666ဒုံးတက်ကိုဒုံးတက်နောက်ဘက်ကငုတ်ကလေးဘက်ကရွာတွေပါညက်ပိတ်ညက်ပိတ်ဝိုင်းတမာခဲ့ကြတာတဲ့ကိုကန့်ရွာတွေပါတဲ့တရုတ်ကုန်းကဆက်ဝင်မယ်ဆိုရင်လက်ပံကုန်းပိနေကုန်းအရှိအနောက်ဘက်ကနေဖြက်လန်းတွေစစ်တောင်းထိုးရမှာပါပဲတဲ့နော်တရုတ်ကုန်းကြောင့်ဥက္ကဋ္ဌတန်းဆိုးကလည်းလက်သုံးချောင်းအကြမ်းဖက်အာပီထောက်ဖို့ကောင်းပြီပါပဲတဲ့အောင်ကျော်ဦးကလည်းအကြမ်းဖက်အာပီသူသူသားတွေကလည်း PDF တွေပါတဲ့အလောက်ကပျံအလောက်တဲ့ တရကုန်းနဲ့လက်ပံကုန်းကအကျန်းပတ်အားပေးနေတဲ့ထောက်ပို့တွေများတဲ့ပူကုန်းကြီးတဲ့အရင်ကလိုက်ပြောနေတဲ့နွားကူးမောင်ငယ်ဆိုတာလူမားနေတယ်တဲ့ဥမောင်ငယ်အသက်60ကျော်ပါပြီတဲ့သူတို့လည်းလက်တုံးချောင်းတော်သမားတွေတဲ့နွားကူးဒါချင်းတဲ့တားငယ်ကိုမှားနေတာပါလေတားငယ်ကမှနွားကူးတယ်တဲ့ဘလောင်နဲ့ PDF တွေကလူတစ်စုထောက်ပံ့ရင်လို့စစ်တရင်တွေပေးနေတဲ့ကောင်သူကိုယ်တိုင်က PDF 6လုံးပြတကားကားနဲ့တန်ကြီးရွာကအောင်မင်းရင်ညောင်မင်းသားရွာကညီလေးဆိုတဲ့ကောင်တွေတင်နေစင်းပြီးပညာသာလည်းဘွဲရကျူရှင်ကိုက်လုပ်နေတဲ့အောင်မင်းရင်ကလည်းဘိုးအဆင့်ပေါ်ဗျာတဲ့ ဒီဟွာ300ရဲ့လောက်ကောင်စစ်အစ်စ်တွေအကြမ်းဖက်တွေဝင်ထွက်သွားလာဗိုလ်ချခံနေရတာပေါ့ဗျာလေနောက်ဆုံးတော့ပင်းရဒနုပီဒီရဲ့เนาะဒနုပီဒီရတွေ့တယ်ဆိုလည်းရေးတော့ရေးရပါဗျာနေပီဒီရတွေမန္တလေး60မြန်မာပြည်ပီဒီရတွေပါပလောင်ကခေါ်လာတော့တာပဲတဲ့သူ့အဖေဘယ်သူအဖေခေါ်မှန်းမသိတော့ဘူးတဲ့ကိုယ်တွေခံစားရတဲ့ဖြစ်စဉ်တွေပါတဲ့เนาะ နောက်တစ်ခုကတော့ဝမ်းသာစရာသတင်းပေါ့ရွှေကျင်မြို့နယ်31/5/2025ရွှေကျင်မြို့နယ်ကြောက်တန်းကြောက်တန်းလုပ်ငန်းရှင်ရာဘာချန်အတွင်းထမှန်ခြေကုပ်ယူနေသော KNUPD ရဲ့အဖွဲ့ကိုမိမိဘက်မှ984မှဒုတိယအကြိမ်နေမြေဝင်ရောက်ရှင်းလင်းရာ9လောင်း9လက်ရရှိကြောင်းတင်ပြအပ်ပါတယ်အဲ့တော့ဟို PDF တွေကလည်းကျွန်တော်အော်လို့ပြေးပါပေါ့မတတ်နိုင်ဘူးပြေးတော့ပြေးပေါ့ကိုပေါင်းရေးတဲ့ကျွန်တော်ကမကွေးတိုင်းဒေသကြီးမင်းမှုခရံရှိစေတုတ်တရာမြို့နယ်ကပါတဲ့ကျွန်တော်တို့မြို့ထဲက ်ကြီးအောင်တဲ့ကမှာအကျန်းပီလီရီရောက်နေတာအရှင်းရှင်းကိုလည်းတင်ပြပါတယ်တဲ့ဒါပေမဲ့အခုချိန်ထိရှင်းလင်းမှုမရှိလို့ဘာမှမလုပ်ပဲနေကြတယ်တဲ့သူတို့နေတဲ့ဒီနေရာတွေကိုခမန်းမြေပုံညွန်းတဲ့ကွာသက်ဆိုင်ရာကိုတင်ပြပါတယ်အဲ့ဒါအခုချိန်ထိရှင်းလင်းမှုမပြုတ်လောက်ပါဘူးတဲ့ရွာကဒေသခံတွေကလည်းစိတ်ညစ်နေကြပါပြီတဲ့ရွာကိုလင်းရင်နဲ့ဘုံကျဲဖို့ဆိုလည်းကျဲပါတော့တဲ့ပီလီရီတွေအနိုင်ကျင်းတဲ့ကောင်ကိုမခံစားရနိုင်တော့လို့ပါတဲ့စားရဆန်တွေလည်းကုန်ပြီတဲ့သူတို့ကိုပေးရလို့ဆိုပြီးပြောနေကြပါပြီဒီလောက်တည်တည်ကြကြတီးတီးကြကြတရင်ရင်းရတာကိုဘာမှမလုပ်မဆုံးပြတာဟုတ်စီတို့ကလည်းရုံးပြချင်းနေ ဆို PRA PDF CDF အဖွဲ့တွေကရောင်းရီတော်တော်များများမှဝင်နေပါပြီအခုတင်ပြတဲ့ကြီးအောင်ရွာကားဆိုရင်မြို့ရတောင်ပန်းချမ်းဖြစ်ပါတယ်တောင်ပန်းချမ်းကိုလည်းတောင်ပန်းချမ်းလိုပဲလွန်မှုမှဆိုးနေပါတယ်အချိန်မီချင်းလေးပဲပေါ့တက်ဆိုင်ရာတွေကိုကိုကုန်းမှတဆင်တင်ပြပေးပါတဲ့နော်ဒါကတော့ PDF တွေတော်တော်လေးကိုရက်ဆက်နေတယ်ပေါ့နော်ဟုတ်ပါတော့နေမြေဒေတာတွေပေါ့အဲ့တော့ကျွန်တော်တို့ဟိုပေါ့နော်ဟိုအညာသူအညာသားတောသူတောင်သားယူသားတွေအေးချမ်းသာနေထိုင်နေတဲ့ပြည်သူလူထုတွေကတဖြည်းဖြည်းနဲ့ PDF တွေအကြောင်းအောင်သိလာတယ်နောက်တစ်ခုက ကုသိုလ်ဘုန်းကြီးနားရှင်နဲ့ညောင်မြို့နယ်အခြေခံတရောက်နေဘက်မှာစာတင်ကြောင်းတွေမခွင့်ရဲကြပဲဖြစ်နေပါတယ်တဲ့၂၂ရက်၅လ2025ရက်နေ့ကကစင်သားမွေးကျောင်းအုပ်ကိုတဲ့ကျောင်းမခွင့်ရဘူးဒီနယ်ကိုလည်းမလာရဘူးလာရင်တက်မှာလို့ PDF တွေကချိန်ချောက်လို့အခုဒီအနာကတကွက်အနာတကွက်ခက်လန်ကန်တဲကုန်းရှင်းနောက်အိုင်ကြီးတနက်ပင်စင်သားမွေးကလတဲဖြောက်စိတ်ပင်ပြာပုံကံမရေးမကြီးမြောက်ကုန်းတော်ပြပူရင်ကူကူတော့ဂျိုးမင်သားဖလန်းကံ တောင်တော်ဆက်ဆက်ယူတေပင်တဲရွာပလဲမြေနဲ့ကန်နဲ့ကန်ဒီကြီးထံပေါက်နော်ထံပေါက်ကုန်းကန်တိန်စားတဲ့ရွာတွေမှာကြောင်းလက်ကြောင်းအက်လက်မခံရကြပါဘူးတဲ့ကြောင်းကနေရကြောင်းလား2025ရနေ့ဖွင့်တော့မယ်တဲ့ငတယောက်အရကကြောင်းကြီးလည်းမဖွင့်ရကြဘူးတဲ့ငတယောက်နေနေကိုဘလက်ဇီရိုတတ်မှတ်တော်မယ်လို့ PDF တွေကချင်းချောက်ကျွေးကြနေကြပါလေတဲ့ဒီငတယောက်နေနေမှာထွေကုန်လုံးလျက်စင်ယုံစားတာတွေလည်းမဖွင့်တာကြပါပြီတဲ့ ်နေမြေကန်လူထုနဲ့ចောင်းသားမိဘတွေဌာနဆိုင်ရာဝန်ထမ်းတွေအရန်ကိုစိုးရိမ်နေကြရပါတယ်တဲ့ PDF တွေကဒီနေမြေမှာအကြမ်းဖက်လုပ်ရလုပ်နေရတာလုပ်နေရတာတဲ့အချိန်ကောင်းမနေတော့ဘူးတဲ့ကိုတော်ဘိုးကြီးကုညီနိုင်တယ်လို့ကလေးပြောပေးပါတဲ့နော်ဒါကပြည်သူ့ရဲ့အတန်လေးပေါ့ဗျာအဲ့လိုအတန်လေးတွေလက်ရအောင်អော်ပေးနေခြင်းတယ်ပေါ့ကျွန်တော်တယောက်တည်းမှမဟုတ်ပါဘူးဘယ်သူပဲဖြစ်ဖြစ်ကျွန်တော်ကတော့ဒီဘလူးမှာမနာတော့မရှိသေးဖြစ်နေမှာမဟုတ်လောက်နိုင်နေကောင်းနေပဲတိုင်းပြီတော့နော်ကြောက်ပြူမြေပြင်အဖြစ်ပြက်ပေါ့လာပြီ ကြောက်ရွံ့မြေမြေအဖြစ်ပြဲတဲ့တချို့ရှိပေမဲ့အလွန်ဆိုးရင်ရတဲ့အခြေအနေထိတော့မဟုတ်ပါဘူးတဲ့ဒါပေမဲ့ယခုလိုအချိန်မှာအရေးတော်ကြီးလာပါတယ်တဲ့လုံးစရာရှိတာမလုံးရင်ဒီတက်ဆိုးရင်ရတဲ့အခြေအနေကိုရောက်သွားနိုင်ပါတယ်တဲ့ရန်သူကတစ်ဖွဲ့တည်းမဟုတ်ပါဘူးတဲ့ AKIA DNA MNDAA PDF အကြမ်းဖက်အဖွဲ့အကုန်ပါဝင်တိုက်နေတာဖြစ်ပါတယ်တဲ့နော်နောက်တစ်ခုကတော့ဒါကြောက်ဖြူမှာလက်ရှိဖြစ်စဉ်တွေဖြစ်လာနိုင်တာကိုနော်ဟိုဒါကစည်ရေးတင်းလည်းမဟုတ်ဘူးဒါကဖြစ်လာနိုင်တဲ့ဥစ္စာတွေကိုတုံးသက်ထားတဲ့မြေမြေကန်ရဲ့တယောက်ကရေးပို့ထားတာဒါကျွန်တော်ကတော့ကျွန်တော်ရဲ့အာပေါ်လည်းမဟုတ်ဘူး เนาะဒါကျွန်တော်ကဟိုသူတို့မေးတယ်ကျွန်တော်ဒီဥစ္စာကိုစီရောက်လုပ်ပေးရမလားဆိုတော့လုပ်ပေးရမယ်ကြောက်ပြူနာအေတို့ကရေဒဌာနာချုပ်ကိုအဓိကထားတိုက်နေတာတွေ့ရတယ်တဲ့အေတို့ကမြို့ပက်လန်းကမြို့ပက်လေကတောင်ကုန်းတွေကိုတင်ထားတယ်တဲ့တင်ထားတဲ့တောင်ကုန်းတွေပေါ်ကနေလက်နက်ကြီးနဲ့တနေ့ကိုအလုံး20လောက်ပြစ်သွင်းတယ်တဲ့တက်ကလည်းပြန်ပြစ်တယ်တဲ့အပြန်လန်ပဲတဲ့အေပြစ်တဲ့လက်နက်ကြီးကဘုံစားအချုပ်တက်ဘက်ကိုတော့ထိမှန်တာမျိုးရှိနိုင်ပါတယ်တဲ့ရှိတယ်လို့ပြောတာမဟုတ်တော့ရှိနိုင်ပါတယ်လို့ပြောတာပြီးကျွန်တော်စကားပြောမယ်ကျွန်တော်လည်းကြောက်ရတယ်ပြောပါပြောပါအေကမြို့နာကိုကတ်နေပြီတဲ့ရခင်သုံးလပိုင်းလောက်ကတဲ့ ်အတင်းဝင်စည်းတယ်တဲ့လင်းရင်ပြစ်ကူပေးတယ်လို့စစ်သင်းဘောတွေကလည်းပြစ်ကူပေးတော့အဲ့ဒီတော့ကအေးအကြဆုံးများစွာနဲ့ပြန်ဆုတ်ခွာသွားတယ်တဲ့အခုကအရင်လိုတအားတက်မလုံးတော့ဘူးတဲ့လေမိုးချနေရတယ်ပါတယ်တဲ့နောက်ပြီးစစ်သားအစ်တွေထမှန်စုဆောင်နေရတာလည်းပါတယ်တဲ့အခုအေးအေးတွေထဲမှာမိမတွေကလေးတွေကအစာပါလာတယ်တဲ့ဒီပုံစံဆိုအေးအေးကရခိုင်တမျိုးသားလုံးကိုစစ်တဲခုတ်တွင်းလိုက်တယ်လို့စစ်တဲခုတ်တွင်းလိုက်တယ်လို့ဖြစ်သွားပြီတဲ့နောက်ပြီးအေးအေးကအေယာဝတီ PDF ကိုဇယိတ်ထောက်ပံ့နေရတယ်တဲ့ပြောရမယ်ဆိုရင်ကြောက်ဖြူကိုတိုက်ဖို့ PDF ကို NUGC က ဒေါ်လာတန်းနဲ့ငါးထားရတယ်လို့စစ်တုံးမှန်တွေစီကတဆင့်တိရကြောင်ကြားသိရတယ်တဲ့အေကမိန်းကလေးအများအပြားကိုစနိုက်ပါအဖြစ်တုံးထားပြီးကလေးတွေကိုရှင်ပြေးအဖြစ်တုံးထားတယ်တဲ့စစ်ကြီးစစ်တပ်ဆိုရင်လူကြီးတွေကိုတုံးတယ်တဲ့နောက်ပြီးအေကအေယာဝတီကိုတိုက်ဖို့လူဝေရာမျိုးရှိတယ်တဲ့ရန်ကုန်အေယာဝတီဘကိုးမကွေးထဲမှာရှိနေတဲ့ပွဲသားတွေကအလုရမယ်လို့ညာကော်ပြီးတော့မှပီရီယဒွဲကိုထဲလိုက်တာမျိုးတွေတွေ့ရှိရတယ်တဲ့ဒီနေ့ထွက်လာတာကြားရတယ်တဲ့လေးမျက်နှာဘက်မှာဆိုရင်ဖမ်းမိတဲ့ပြည်သူတွေကိုပြန်မလို့တော့ပဲစစ်တဲကိုထဲလိုက်တာရှိတယ်တဲ့အေးစင်ရများလာရဲဆိုတာတဲ့သူသိန်းသားရဲ့ဒေတာတွေကိုစစ်တဲအတင်းတက်နေလို့ပဲတဲ့ ခုရခိုင်တစ်မျိုးလုံးပြီးပါတဲ့စစ်တိုက်ကြရတယ်လို့ဖြစ်နေပြီတဲ့ BNN ပုံစံမျိုးဖန်ပြီးစစ်တိုက်နေကြတယ်တဲ့တက်မတော်အနေနဲ့ short တက်လို့တော့မရဘူးတဲ့ဘယင်ခေတ်ကတော့တိုက်မှာပဲလွယ်လွယ်နဲ့တိုက်လို့ရမယ်တဲ့ဒီပုံစံနဲ့ဆိုအေအေကရခိုင်ပြည်မှာတော်တော်နေရာယူထားတယ်တဲ့သို့တော့အေအေအမားလောက်လာရင်တော့မတည်ဘူးတဲ့ရခိုင်ရဲ့စိတ်တက်ကိုကြည့်ရင်ရွေးကောက်ဝဲတော့ငါတဲ့ ANP ပါတီတခုတည်းကိုပဲမဲထည့်ခဲ့ပါတယ်တဲ့အမားတွေကလည်းပါတီအမျိုးမျိုးကိုပါတီအမျိုးမျိုးကိုတဲ့ထည့်ခဲ့ကြတာတဲ့ခုဆိုတဲ့အေအေကကြောက်ပြူကိုကလေးလူကြီးမိမ့်မ ကုန်သုံးပြီးရှင်းထိုးနေကြတာတဲ့ဓမ္မတွေကတော့မိမိအရာဝတီကိုရခိုင်မျိုးစစ်လာတိုက်တာကိုပြန်တွန်းလှန်ရကောင်းမှမသိဘူးတဲ့ပြင်းမယ်ဆိုတာကြီးပဲတဲ့မြင်ဘူးတဲ့ထိုင်းကရခိုင်တွေဆိုတဲ့အလုံးလုံးပြီးတဲ့ရခိုင်ရခိုင်ရခိုင်ပြည်ကိုပြန်လာပြီးစစ်လာတိုက်တယ်တဲ့ရောက်တဲ့နေရာကနေတက်နိုင်တယ်လို့ထောက်ပံ့တာရှိတယ်တဲ့တစ်ဖက်မှာလည်းတဲ့ PNN တွေကတဲ့စီရေးနိုင်နေလို့တဲ့စီရင်နေနေလို့မွန်ရခိုင်ကရင်တို့ဘက်ကမဟာမိတ်လိုက်ခွင့်နေတယ်တဲ့မွန်ကရင်တို့ကလည်းစစ်နိုင်ခြင်းစစ်နိုင်ခြင်းလို့ဇုံးနဲ့လာသမျှကိုသူတို့မဟာမိတ်ခွင့်မှာမပူနေတဲ့ စီရင်မှာ short တော့လို့မရဘူးတဲ့တပ်ဘက်ကစီရင်ကိုယခုတက်ပို့ပြီးတင်းတင်းကျပ်ကျပ်လောက်ရတော့မယ်တဲ့လူဝင်အားလက်နက်အင်အားလုံခြုံရေးဝစ်စုံပို့ပြီးတုံးသွဲရမယ်လို့ယူဆတယ်တဲ့ PDF တွေဆိုတဲ့တနက်တွေရောဝစ်စုံတွေရောတဲ့တနက်တွေရောဝစ်စုံတွေရောတဲ့တကယ် quality ကောင်းတယ်တုံးထားတာတဲ့ဒါပဲဒီဒီ A ကရခိုင်လူမျိုးအကုန်ပြီးပါရင်းနေလို့ short တော့လို့မရဘူးတဲ့ရခိုင်နိုင်ငံတော်ခေါင်းစဉ်နဲ့အကုန်လုံးကိုခြာနှင်းပါတဲ့ရခိုင်လူမျိုးရဲ့ထုတ်ဝက်နှီးပါကိုချုံတိတိနဲ့ပုံစံမျိုးရှိတယ်တဲ့ ကြာခင်နေလိုက်မယ်တဲ့တက်မတော်ကရခိုင်လူမျိုးအတွက်ခေါင်းရင်းနေရတာတဲ့အခုကျေးဇူးတွေဆက်နေပါပြီတဲ့တက်မတော်ဒီတက်အင်အားတိုးရပါလိမ့်မယ်လို့ယူဆတယ်တဲ့တက်နောက်ကပြည်သူများစွာကြံသေးတယ်ဘလို့စီယုံစီယုံမလဲအရေးကြီးပါတယ်တဲ့အေဘက်ကအလုံးစုံထိုးစစ်စတော့မှာပါတဲ့အကြောင်းပြပက်လေဝိုင်းပြီးရှင်းပြနေပြီဌာနချုပ်တခုရအောင်ပေါ်ဆောင်ပြီးမှလူတောင်းချီပက်လေဝိုင်းပြီးထိုးစစ်လုပ်တဲ့စစ်စင်ရေးပါတဲ့ဗင်္ဂလားနဲ့လေ့ကျင့်ထားတဲ့တက်မတော်ကနေရထားတဲ့အမြောက်တန်ချက်ကသားတွေတင်သားတွေပါတဲ့တက်တွေပို့တော်မယ်လို့သတင်းရနေပါတယ်တဲ့လူတိုင်း နေတဲ့တိုင်းရင်းဌာနချုပ်နယ်မြေတွေမှာတမန်ရိုးကြခံစစ်အတိုင်းခုခံစစ်အနေများပါတယ်အဲ့လိုခုခံစစ်တွေကြောင့်ပဲအားနောက်တခါအကြောင်းဆုံးသွားရတာပါလေဒီတွေမသိနိုင်တော့တဲ့တော်တော်ကာကွယ်ကိုရတဲ့နေရာတွေမှာဌာနချုပ်ခွဲတွေထားပြီးလူပြန့်ပြီးနေရောညမှာတံပြန်ထိုးစစ်ဆင်မှာအထူးသဖြင့်ဒရုန်းရချီပြီးသုံးဘုံကျဲနေရမှာတဲ့အေတွေကအမြဲမြေပေါ်မှာမနေဘူးတဲ့ဒီကောင်တွေကမြေအောက်မှာတဲ့ခြေတန်းခြေတန်းဌာနချုပ်တွေခွဲပြီးတဲ့ဒီအနစစ်ပွဲတွေပုံနဲ့အတူခိုးပြီးတိတ်တိတ်လေးပြင်ဆင်လှုပ်ဆောင်နေတာပါတဲ့။ဘန်ကဖြက်မြေဆိုင်ဘုံတွေပါတုံပြီးကြိုတင်ရှင်းရမှာပါတဲ့ ပေါ်မနေကြပါနဲ့တဲ့ဒီကောင်တွေအကြီးအကျယ်ပြင်ဆင်ထားတယ်တဲ့နိုင်ငံတစ်ခုနဲ့စစ်တိုက်တလို့ကိုတံပြန်ထိုးစစ်လုံးမှအတော်အသင့်ထိန်းနိုင်မှာပါတဲ့ပြည်တွင်းစစ်အစ်စ်မဟုတ်နိုင်ပါဘူးတဲ့နိုင်ငံကျူးကျော်စစ်တစ်ခုနှိပါပြင်ဆင်ထားတာပါတဲ့တမတော်ခေါင်းဆောင်တွေနားထဲရောက်ဖို့လှုပ်ဆောင်ပေးကြဖို့ပေါ်မနေကြပါနဲ့လို့ရခိုင်တောင်ပိုင်းသားတစ်ယောက်မှအကြံပြုရခိုင်တောင်ပိုင်းသားတစ်ယောက်မှအကြံပြုပါတယ်တဲ့ရခိုင်ကိုထိုးစစ်အမြန်ဆုံးစတင်ပြီးအချိန်မီပြင်ဆင်ရင်မိပါသေးတယ်တဲ့မိနေမှာဆိုလို့တင်ပြတာပါတဲ့နော်အဲ့ဒါတော့ဒါ ဒီရခိုင်တောင်ပိုင်းကနေပြီးတော့မှဒီဟာကိုသူတို့သိတာတဲ့အချက်လက်တွေကိုတက်မတော်ကိုတစ်ဖက်ကသူကလုံးဝပေါ့နော်ဒါဟိုကဖြစ်တဲ့အနေအထားမျိုးနဲ့ရေးပြီးပို့တာဒါမှန်ပါတယ်ပေါ့နော်ဒါကြောင့်မလို့လဲကျွန်တော်ကဖတ်ပြတာပါ